ဒေါ်လာ1.26ဘီလီယံတန် S400 ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးဟာဒရုန်းတွေနဲ့ပြည်ုံလောင်းတဲ့ပောက်ကွဲဖြစ်စီသွားပါတယ်။ရုရှားကတော့ကြီးမားတဲ့ထိုးနှက်ချက်ကြီးဖြစ်ပါတယ်။ယူကရိန်းကတိုက်ခတ်တဲ့ဒရုန်းဆိုတာကဒဇင်းကိုဒေါ်လာ5000နီးပါးလောက်တရှိတဲ့ဒရုန်းပါ။အဲ့ဒေါ်လာ5000လောက်ရှိတဲ့ဒရုန်းကဒေါ်လာ1.26ဘီလီယံတန်ကြီးကိုဖြတ်စီးသွားတယ်ဆိုတော့ရုရှားအတွက်ဘယ်တော့မှဒေါသထွက်စရာကောင်းမလဲ။ ဒီရုပ်သံမတန်းမှာဆိုရင် shit drone တစ်စီးဟာအလွန်ကြီးမားတဲ့ရင်ပေါ်မှာတင်ထားတဲ့ F400 လေကြောင်းရံကာကွယ်စနစ်ကိုအချိန်နဲ့ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒရုန်းကမီလုံးကြီးများအဖြစ်အလုံးစုံပျက်စီးစေတဲ့အသေးခံဝန်တိုက်မှုလုပ်တာမြင်တွေ့ရပါတယ်။ S400 ကြီးတစ်ခုလုံးပေါက်ကွဲပျက်စီးသွားပါတယ်။ Ukraine မဟုတ်ထောက်လှမ်းရေးညွှန်ကြားမှုယုံ GUR ဟာဒီစပိုင်စစ်စင်ရေးကိုဦးစီးဖော်ဆောင်ခြင်းဖြစ်ပြီးဒရုန်းတွေမှာ Starlink ထောက်ပံ့ရေးစနစ်နဲ့ Ukraine ထူးစစ်စင်ရေးတပ် SOF ရဲ့ FP2 ဒရုန်းတွေကိုသာပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ပါတယ်။ S400 ကိုဖျက်ဆီးအောင်တမကရုရှားအောက်ကိုအားထားပြုရာ92 NSSE ဗက်ဆုံရေဒါစနစ်ကြီးကိုပါကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒီတမ်မွန်းနဲ့ drone တွေနဲ့ရုရှားရဲ့ AOR-1AS နဲ့ P-18 Tarat radar စနစ်တွေကိုလည်းဖောက်ခွဲဖြစ်စီခဲ့ပါတယ်။အထူးစပိုင်တက်တဲ့ရုရှားသိမ်းထားတဲ့ Crimea နယ်မြေတွေတက်ရှုံဝင်ရောက်ပြီးတော့ပုံပုံဝေးကွာတဲ့ရုရှားမဟာဗျူဟာလက်နက်စနစ်တွေကို တတိယပေါက်ခွဲဖြတ်စည်းနိုင်ခြင်းဖြစ်တယ်လို့ Ukraine ထူထောင်တဲ့ရုပ်ဖွဲ့ GUR ကထုတ်ဖော်ပါတယ်ပြီးကြတဲ့ရက်ပိုင်းကလည်း Ukraine စစ်တပ်ဟာရန်သူစုံနဲ့တန်းရပြီးတော့33ရက်ကြာပြည်မြင့်တဲ့စစ်သားတွေကိုစရုပ်လူကျဲစဲရင်ကိုအဝေးထင်းခလုံးနဲ့ထိ ंछ ုပ်ပါမိုင်း40ခီးနှင်ပြီးကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒါကလည်း Ukraine ရဲ့ တီထွင်ဆန်းသမှုကလေးစားစရာလို့ပြောရမှာဖြစ်ပါတယ်ရုရှားဘက်ကတော့ယူကရိန်းထုတ်ပြန်သည့်အားလုံးဟာဟာသာသာဖြစ်ပြီးပါတစ်ခုမှမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်ယူကရိန်းရဲ့တိုက်ခတ်မှုကြောင့်အပူပစ္စည်းနဲ့လျှက်စစ်တအားပစ္စည်းတွေတော့အကြီးအကျယ်ပျက်စီးသွားတာရှိကြောင်းရုရှားဘယ်ဂရော့ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါလေ ပြောရမယ်ဆိုရင် drone လုံးကြီးနေနဲ့ Ukraine ကအပြင်းထန်တိုက်ခိုက်လို့ဒေသတွင်းလျှက်စစ်တပ်အားပေးနဲ့အပူပိစနစ်တွေကြီးကြီးထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။လျှက်စစ်နဲ့ပူပိစနစ်ပြဿနာဖြစ်ရှင်မှုကြောင့်ချင်းအစင်ဝင်နှန်းတွေကိုယ်တိုင်ကြိုးစားလုဆောင်နေတယ်လို့ဆိုပါတယ်။ဒါအပိစေုံနေတာမကဒေသတွင်းမျိုးတွေခရိုင်နေကားတွေလူနေအိမ်တွေပေါ်လဲ drone တွေကြောင်းလို့ပျက်စီးမှုတွေရှိပါတယ်။ပြည်နယ်တွင်းကအရေးကြီးလမ်းစုံတွေအဝေးပြေးလမ်းမတွေပေါ်ကရင်စည်းကမ်းထိန်းသိမ်းရေးဆက်ခလုတ်တွေမိပွားနေလုံမလုံတဲ့အတွက်ရင်မောင်းတွေသတိနဲ့မောင်းနေကြလို့ဘယ်ကူရောပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရုရှားဘက်ကလည်းအပြန်အလှန်ဆိုသလိုယူကရိန်းကို drone စီးရင်69စီးနဲ့တိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းကသတင်းထုတ်ပြန်တာပါနိုမာရှင်းညပိုင်းကလည်း9ရက်နေ့နေ့လက်ပိုင်းတွင်ရုရှားဘက်က drone 69စီးနဲ့တိုက်ခိုက်ခဲ့ပြီး34စီးကိုပစ်ချနိုင်ကြောင်းယူကရိန်းလီဒါကပြောပါရယ် drone 70စီးကပြစ်မှတ်တွေစီရောက်မလာဘဲပြစ်မှတ်ချနိုင်ခဲ့တဲ့ drone တွေကတော့ဆူမီနဲ့ကာဂီဒေတာကလူနေအိမ်တွေနဲ့ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကိုထိမှန်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ် ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ကျေလက်ဒေသကအိမ်တွေပျက်စီးခဲ့ပေမဲ့တေဆုံးတဲ့အရတာတော့မရှိကြောင်းယူကရိန်းရေးပေါ်ကယ်ဆယ်ရေးဌာနကပြန်လည်ထုတ်ပြန်ပါတယ်။နောက်တစ်ပုဒ်ပြောချင်ပါတယ်။ထရန့်ဟာအမေရိကန်နိုင်ငံကိုအရှိတ်ရစေတယ်လို့ဂျိုးဘိုင်နန်ကပြောပါတယ်။မြန်မာသမ္မတဟောင်းဂျိုးဘိုင်နန်ကလက်ရှိမြန်မာသမ္မတထရန့်ဟာနိုင်ငံကိုအရှက်ကွဲဖို့လှုံ့ဆော်နေကြောင်းဆွတ်ဆွတ်ပြောပါတယ်။ကျွန်တော်သမ္မတကြီးထရန့်ကိုပြောချင်တာခမည်းဟာကျွန်တော်တို့အမေရိကန်ပြည်သူတွေအတွက်အလုပ်လုပ်နေတာပါ။ ကျွန်တော်တို့ကခမားအတွက်လုံလုံနေတာမဟုတ်ဘူးခမားကကျွန်တော်တို့အတွက်လုံနေရတာပါခမားလုံနေတာကဘီလီယံနာတွေတန်းကျွက်တထေတွေအတွက်တသက်မဟုတ်ပါဘူးခုတော့အဲ့ဒီလိုမျိုးဖြစ်နေတယ်တကယ်ကိုစိတ်ဆိုးပါတယ်ဒါဟာဒီမိုကရေစီပဲအမှန်တရားကတော့ဒီမိုကရေစီမှာဘင်းကြီးမရှိဘူးဗျတယောက်မှမရှိဘူးဒါမဲ့ခမားကကျွန်တော်တို့နိုင်ငံကိုမျက်နှာပြတ်အရှက်ကွဲစေတဲ့ပုံစံမျိုးပြုမူနေတယ်လို့ဂျိုးဘိုင်နန်ကနီဘရာစကာပြည်နယ်အိုမဟာမြို့မှာရှိတဲ့ Democratic Party ဘက်ကမှပြောပါတယ် အကြသေးကြီးတွေကအင်ဂျီတော်ရှေ့ဘက်ခြမ်းဖြိုဖျက်ခဲ့ခြင်းကိုထရန့်ရဲ့နိုင်ငံတစ်ခုလုံးပေါ်ချင်းကပ်ပုံနဲ့တမရဟောင်းဂျိုးပိုင်နိုင်ငံနှိုင်းရှင်ပါလေ။ဒါနဲ့ပတ်သက်ပြီးအိုဘားမားကလည်းပြောပါတယ်။တနိုင်ငံလုံးကအစိုးရရန်နေရာရှတ်ဒေါင်းဖြစ်နေချိန်မှာထရန့်ပါလုပ်နေတယ်။အင်ဂျီတော်ရှေ့ဘက်ခြမ်းကိုပြင်ဆင်နေတယ်လေ။ဒါသူတမရတက်တမ်းမှာပြီးပြည့်စုံတဲ့လုပ်ရပဲ။ဘာတစ်ခုမှမမေ့ရမရှိဘူးဂျိုးပိုင်နိုင်ငံကပြောပါလေ။ တူမီယာထရန်ဖွဲ့စည်းပုံအခြေခံဥပဒေတရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီကိုလည်းဒီနေ့တိုင်းလှုပ်ဆောင်နေတယ်ဆိုပါတယ်။ဂျိုးဘိုင်ဒန်ဟာ2021မှာ2025အထိသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးပါသူဟာစောပိုင်းကပြန်လဲရွေးခန့်မှုစီစဉ်ခဲ့ပေမဲ့ထမ်းတဲ့စကားစစ်ထိုးပွဲမှာဆွဲဆောင်ရဲ့လွန်ညံဖြစ်ပြီးနောက်ပြိုင်ပွဲကနှုတ်ခွက်ခဲ့ရပါတယ်။အဲဒီတော့ကဒုသမ္မတကမလာဟာရစ်ကသူ့နေရာကိုစားတော့ဝင်ပြိုင်ခဲ့ပေမဲ့ထမ်းကိုအရှက်တကွဲရှုံးနေသွားပါတယ်။ ဂျိုးဘိုင်ဒန်ကပြင်းထန်တဲ့စီးကျိတ်ကိစ္စဖြစ်နေကြောင်းလည်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။စတေမာလာကသူ့ရဲ့အရေးပြပေါ်ရှိအဖူးကျိတ်တွေကိုဖယ်ရှားဖို့ခွဲစိတ်ကူတာမှုခံယူခဲ့ရပါတယ်။အော်တိုဘာလာမှာဘိုင်ဒန်ဟာစီးကျိတ်ကိစ္စအတွက်တရားဥပဒေကူရုံးပြစီကြောင်း CBS News ကရေးသားဖော်ပြပါတယ်။အဲလိုပါပဲတမန်ဟောင်းအိုဘားမားကလည်းထရန့်ကိုအပြင်းထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ခိုင်းရဲ့လှုပ်ချင်တိုင်းလုံနေတဲ့အရာမှန်သမျှကိုပြည်သူတွေအနေနဲ့တားဆီးဖို့လိုအပ်တယ်ဆိုပြီးတော့အိုဘားမားကကြွေးကြော်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။မိမိတို့နေတို့တဖောက်တွေအနေနဲ့ကာကွယ်ရေးစွန့်ရအခိုင်အမာရှိကြောင်းပြသဖို့နျူကလ িয়ার စီလေဂျင်ကနေလုံနေတယ်လို့နေတို့ကြီးကပြောပါတယ်။ဒီလောက်အစောပိုင်းမှာစီးရင်မဟာမိတ်ဖွဲ့နှစ်စင်နျူကလ িয়ার စီလေဂျင်ကအောင်မြင်ခဲ့တာဟာရုရှားချင်းချောက်မှုကြောင့်ကနေနေတို့ရဲ့နျူကလ িয়ার တားဆီးကာကွယ်ရေးယုံကြည်စိတ်ချမှုကပေးစွန့်လိုက်တာပါလို့နေတို့ဖွဲ့တွင်မှဂျော်မန်ရူတာကပြောပါတယ်။ ရုရှားဟာအန်တဂန်ရှိပြီးယူမိုက်တဲ့နျူကလ িয়ার ဆိုင်ရာစကလုံးတွေတုံးနေပါတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ထိတ်လန့်စရာမလိုဘူးဆိုတာသိထားပါပဲပါလို့လေကျွန်တော်တို့နေတိုးဖက်မှာခိုင်မာတဲ့နျူကလ িয়ার တောက်ဆီကာကွယ်ရေးနည်းစနစ်ရှိပါတယ်လို့မရူတာကပြောပါတယ်ပြီးတော့ပူတင်အနေနဲ့လည်းနျူကလ িয়ার စစ်ပွဲဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးလို့ဘယ်တော့မှတိုက်လို့မရဘူးဆိုတာသူသိထားတယ်လို့ဆိုပါတယ်ပူတင်ဟာ2022မှာယူကရိန်းကိုအတိအလင်းကျူးကျော်ပြီးတဲ့နောက်ပိုင်းနောက်ဆုံးနိုင်ငံတွေကိုဖြစ်ပေါ်လာနေတဲ့နျူကလ িয়ার ကြိုးစက်တွေနဲ့ပတ်သက်ပြီးထပ်တလဲလဲသတိပေးပါတယ် ပြီးခဲ့တဲ့လကရုရှားကိုသမယိုကြဒုံးကြီးတွေနဲ့တိုက်ခိုက်ခံရရင်တော့နျူကလ িয়ার လက်နက်တွေထုတ်သုံးနိုင်ကြောင်းနဲ့နျူကလ িয়ার အင်အားကြီးနိုင်ငံကကြောထောင်းနောက်ခံပြုတဲ့တိုက်ခိုက်မှုမှန်သမျှကိုပြုပတ်တခတ်မှုဖြစ်မော်စကိုကတတ်မှတ်မှာဖြစ်ကြောင်းပူတင်ကကြေညာခဲ့ပါတယ်ရုရှားအနေနဲ့လည်းအမှန်တရားတစ်ခုကယူကရိန်းအနေနဲ့ဥရောပရဲ့လက်နက်တွေတူတူနဲ့သုံးပြီးတော့တိုက်ခိုက်နေပြီမဲ့လည်းဥရောပနိုင်ငံတွေကတော့ရုရှားကပြန်လည်တုံ့ပြန်မှုလောလောဆယ်မရှိသေးပါဘူးနောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ် အမေရိကန်မှာအစိုးရရန်နေရာရပ်တန့်နေတဲ့ကာလဟာလောလောဆယ်မပြေမလည်ဖြစ်နေသေးတဲ့အတွက်ကြောင့်လေကြောင်းလိုင်းခီးစဉ်ပေါင်းထောင်ချီဖြတ်သိမ်းခဲ့ရပါတယ်။အမေရိကန်လေကြောင်းလိုင်းခီးစဉ်နေရာလေကြောင်းခီးစဉ်ပေါင်း1460လောက်ဖြတ်သိမ်းခဲ့ရပါတယ်။အစိုးရကမဖြစ်မနေလေကြောင်းခီးစဉ်တွေရှော့ချခံထားတဲ့ဒုတိယမြောက်နေ့လည်းဖြစ်ပါတယ်။ဘဟုအစိုးရရန်နေရာရဲ့ဆိုင်မှုရှတ်ဒေါင်းဆက်ဖြစ်နေတဲ့အတွက်နောက်ထပ်လေကြောင်းခီးစဉ်တွေဖြတ်သိမ်းဖို့လေကြောင်းလိုင်းတွေကစောင့်ကြည့်နေရပါတယ်။ ျွန်တော်ပြရတာလေကျောင်းထိုင်ကျမှု BN ရဲ့ကင်းရှင်ရေးဆွေးပူမှုကြောင့်ပါ February လေကျောင်းစီမံခန့်ခွဲရေးအဖွဲ့ကနိုဝင်ဘာ9ရက်နေ့ကစပြီးဒီကလေစိတ်40မှာနေ့စဉ်ခီးစဉ်တွေ400ကနေ short ချဖို့ညွှန်ကြားထားပါတယ်။ American ဆိုရရန်နေရာရဆိုင်မှုကြောင့်လေကျောင်းထိုင်ကျမှုတွေဟာရဲစတဲ့ဘက်တော်ဝင်များလောက်ခလာစားများလို့ဝန်ထမ်းရှာဖွေမှုတွေကြုံနေရပါတယ်။လေကျောင်းဝိုင်းခီးစဉ်ရှော့ချမှုဟာလာမယ့်သတင်းပတ် နိုဝင်ဘာ17ရက်နေ့မှာ600ခန်းလုံးထိတိုးလာမှဖြစ်ပြီးနိုဝင်ဘာ14ရက်နေ့ဆိုတော့1000ခန်းလုံးထိရောက်သွားနိုင်ပါတယ်။ဒီကလေဆိပ်25ခုနဲ့အခြားစင်တာတွေမှာလေကြောင်းထိန်းချုပ်ရေးဝန်ထမ်းရှာဖောက်မှုတွေဖြစ်နေလို့အလဲဆုံးမျိုးကြီးစနစ်မျိုးမှာခီးစင်တွေနှောင့်လေးခဲ့ရတယ်လို့ American လေကြောင်းလိုင်းအဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောပါတယ်။အဓိကလေကြောင်းလိုင်းတွေနှောင့်လေးသွားတဲ့အတွက်ကြောင့် Atlanta, New York, San Francisco, Chicago နဲ့ New York မြို့တွေလည်းအခက်အခဲတွေကြုံနေရတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံမှာနေ့နဲ့ပိုင်းရက်တော့ရင်တရားခံရမယ့်ဥပဒေစတင်အသက်ဝင်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာအသက်ဝင်လာတဲ့ဥပဒေသေးရအများနဲ့သက်ဆိုင်တဲ့ area တွေမှာခုခုချိန်ပြင်မှာရက်တော့ရင်ဒဏ်ငွေဆောင်ရတော့မှာဖြစ်ပါတယ်။ရက်သေးစာထိုင်းချုပ်ရေးဆိုင်ရာဥပဒေအသစ်ဟာနိုဝင်ဘာလ၈ရက်နေ့မှာစတင်အသက်ဝင်ပါတယ်။ထိုင်းကစူပါမားကတ်တွေဈေးကြေးတွေမှာနေ့လယ်၂နာရီကနေ၅နာရီအတွင်းကန့်သတ်ပိတ်ပင်ထားမှုဟာ 1982ခုနှစ်ကတည်းကဥပဒေရှိပြီးသားပါဒါပေမဲ့ဥပဒေအစ်စ်ကတော့အဲ့ဒီချိန်ကာလအတွက်အရက်တောက်မှုကိုပါကန့်သက်လာမှာဖြစ်ပါလေတားမြစ်ချိန်တွေတားမြစ်ထိုင်နေနေရာတွေမှာရက်တောက်ရင်လည်းဆုံးဒဏ်ကြေးဘတ်1000လောက်ပေးရမယ်လို့ဥပဒေကပြန်ထမ်းလာပါလေဒါအမေရိကန်ဒေါ်လာ300လောက်ဝယ်နေညီမပါတယ်ဒါပေမဲ့ဥပဒေမှာချွင်းချင်းနဲ့ခွင့်ပြုထားတာတွေရှိပါတယ်ဟိုတယ်တွေ license ရပါတယ်ဖြည်းဖြည်းဝန်ဆောင်မှုလုပ်ငန်းတွေလေစိမ့်ဒီမှာအချိန်ကတည်းကချက်မရှိအရက်ကိုတဲခင်းရောင်းချခွင့်ရှိပါတယ် ဥပဒေတည်းအဓိကရွေးချက်ကတော့သုံးစုတွေကိုယ်တိုင်ကကိုယ့်ကိုထိန်းသိမ်းကြစေဖို့ဖြစ်ပါတယ်။အရက်ကြောင်ရနဲ့ပတ်သက်တဲ့ဥပဒေလည်းပိုပြီးတင်းကျပ်လာပါတယ်။အရက်ကံလီတွေဟာထောက်ထုတ်တဲ့ကော်မစီအချက်လက်ကိုမှန်မှန်ကန်ကန်ပြကြဖော်ပြရမှာဖြစ်ပါတယ်။နောက်ပြီးဥပဒေရှင်တွေလူသိညာပုဂ္ဂိုလ်တွေဟာအရက်ကြောင်ရဝင်ရှိမှာမဟုတ်တော့ပါဘူး။တချို့အရက်ပါတွေဆက်သွယ်ဆိုင်ရှင်တွေကတော့ဥပဒေတည်းကြောင်လုံးဝထိခိုက်လာမှာစိုးရင်ကြပါလေ။ပေါက်တဲ့တရားဟာနေ့လည်2နာရီမတိုင်ခင်မှာဘီယာဝယ်လို့ရပါမယ်။2နာရီကျော်သွားရင်တော့ဆက်တောက်ခွင့်မရှိဘူးဆိုတာမျိုးဖြစ်နေကြောင်း ဒီဓာမြင့်ချက်မျိုးဟာစားသောက်ဆိုင်လုပ်ငန်းတွေကိုတေချာပေါက်သက်ရောက်စေကြောင်းထိုင်းစားသောက်ဆိုင်များဖွံ့ဖြိုးဥက္ကဋ္ဌကပြောပါတယ်။တမတ်ချင်းပြည်မမှာရက်တော့ရင်ဒဏ်ကျေးပေးရမယ်ဆိုတဲ့တမတ်ချက်ကြောင့်ရောင်းအားထောက်ဝက်လောက်ကျသွားနိုင်တယ်ဆိုပါတယ်။တချို့ကလည်းကျင့်မြေရာရှိတွေကအဲ့ဒီဥပဒေကိုလိုဒလိုသုံးချပြီးတောက်သုံးမှုတွေစီးပွားလုပ်ငန်းတွေပေါ်မများမတဆက်ဆံပြီးဒဏ်ကျေးကောက်လာမှာစိုးရိမ်နေပါတယ်။အရောင်းချမှုကန့်လက်ချက်ကိုဖြေလျှော့ဖို့တိုက်တွန်းတောင်းဆိုနေတဲ့အတိုက်ခံမတ်တူကတော့ထိုင်းမှာတနေ့24နာရီရေရောင်းချခွင့်ရှိတဲ့နယ်လို့တိုက်တွန်းသွားပါတယ်။ အရက်တောက်တယ်ဆိုတာကပြောရရင်တော့ကိုယ်စံတာကိုယ်တမောထားနဲ့ကိုယ်တောက်တာပါအရက်တောက်တာဟာဒီမိုကရေစီစံနှုန်းရဘယ်သူမှမတားမြစ်တဲ့အရာပါဆိုပြီးတော့ဥပဒေပြုအမတ်တွေကထောက်ပြပြောသွားတာဖြစ်ပါတယ်။နောက်ဆုံးသင်မုတ်ပြောချင်ပါတယ်။ကဘာကြောတရေကြီးအီလိုမတ်စ်ကိုဒေါ်လာ1 trillion လာစာပေးဖို့ဆရာရှင်တွေကနောက်ဆုံးမှအတည်ပြုလိုက်ပြီဖြစ်ပါတယ် EV Tesla ကို AI နဲ့ဆက်လုပ်ငန်းကြီးဖြစ်ပြောင်းလဲဖို့သူ့အမြင်ကိုယင်းနှမျိုးနဲ့သူတွေက ထောက်ခံခဲ့တဲ့အတွက် Elon Musk ဟာသမိုင်းတစ်လျှောက်အကြီးဆုံး corporate လာစာအစီအစဉ်အတွက် share ရှင်တွေခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။အဆိုပြုချက်ကို85ရာခိုင်နှုန်းကျော်ကထောက်ခံခဲ့ပါတယ်။ Elon Musk ဟာဆက်ရုပ်တွေနဲ့အတူ Tesla ပြည်နယ် Austin မြို့ကဆက်ရုပ်မှာကျင်းပတဲ့ company နှစ်ပတ်လည်စီဝေးတက်ပါတယ်။ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်ကြီး Elon Musk ဟာလာမယ့်စဉ်စဉ်နဲ့တွင် stock share ဒေါ်လာ1 trillion ထိရရှိနိုင်ပေမဲ့ငွေသားပိတ်ချက်မှုလိုအပ်ရင်တော့ဒီတန်ဖိုးကို188 billion ထိရှော့ချပေးမှာဖြစ်ပါတယ်။မဲမဲမှုက Tesla ရဲ့နာဂနဲ့တန်ဖိုးအတွက်ရေးကြည့်ပြီးတော့ဒီတန်ဖိုးဟာသူ့ရဲ့အစွန်ရောက်လက်ရရင်နိုင်ငံရေးမြင့်ကြောင်းခုနှစ်မှာ Tesla မှတ်တစိကိုထိခိုက်စေပေမဲ့မောင်းသူမဲကားတွေထုတ်တာ၊ Reagan တဝန်းဆဲုပ်တက်စီကိုရဲဖန်တီးတာ၊လူသားပေါ်မှာဆဲုပ်တွေရောင်းချတာဒါဟာ Elon Musk မြင်ပေါ်မှုတင်နေပါတယ်။ ဘောအဖွဲ့ကဒီလာစွာစစ်တေများရှင်ရင်သူထောက်ခွာနိုင်တယ်လို့သတိပေးခဲ့ပါလေရင်းနှီးမြှုပ်နှံသူတို့ကဒါဟာလုံးစည်းကြည့်ပြီးမလို့အဖို့ဆိုခဲ့ပေမဲ့အများစုကတော့ Elon Musk ကိုထိုင်းနေမှုနီလန်းဖြစ်ရှုမြင်ပြီးအစီအစဉ်မှာတတ်မှတ်ထားတဲ့ယူမချက်ကရှယ်ယာရှင်တွေပြန်ရရှိမှုရှိစေဖို့အာမခံချက်လို့ဆိုပါတယ်ကျွန်တော်တို့စနေလုံးဆောင်မဲ့ရာက Tesla အနာဂတ်ရဲ့အခမ်းအသံအသစ်မဟုတ်ပဲစောင်းအသစ်တော့ပါလို့ Elon Musk ကပြောပါလေဒါအပြင် Elon Musk ဟာ တိများစွာလည်းပေးခဲ့ပါတယ်။ Robert Testy Cyber Crack ကိုလည်းစတင်ထုတ်လုပ်ခြင်းမှာ Roadster လျှက်စက်ကားတွေကိုလည်းထုတ်ဖော်ပြသပါတယ်။ Tesla အနေနဲ့ AI chip ပြားတွေထုတ်လုပ်ဖို့ကြီးမားတဲ့ chip ပြားစုံတွေလိုအပ်တယ်လို့ဒါကြောင့် Intel နဲ့လက်တွဲဖို့လည်းစဉ်းစားနေတယ်ဆိုပါတယ်။ရှယ်ယာရှင်တွေက Tesla Driver ဘုတ်ဖွဲ့အတွက် Driver 3ကိုပြန်လဲရွေးကောက်တင်မြှောက်ပြီးဘုတ်ဖွဲ့အားလုံးက Driver အားလုံးအတွက် နှစ်စဉ်ရွေးကောက်ပွဲကိုထောက်ခံပေးခဲ့ပြီးအီလိုဘက်စ်ရဲ့တရားဥပမာတန်တန်နေတဲ့အရင်လစာအစည်းအဝေးကိုလည်းအစားထိုးလစာအစည်းအဝေးအတည်ပြုပါတယ်ကျွန်တော်တို့ရဲ့ရှယ်ယာရှင်စည်းဝေးကတော့အရန်ကိုပြောစရာကောင်းပါတယ်။တခြားရှယ်ယာရှင်စည်းဝေးတွေကတော့စိတ်ပျက်စရာပါလို့ Elon Musk ကပြောပါတယ်။ရှယ်ယာရှင်တွေက Elon Musk ရဲ့ဉာဏ်ရည်သူစတင်ထောင်တဲ့ AI မှာ Tesla ကိုယင်းနှမြုပ်နှံဖို့ထောက်ခံမဲ့ပေးခဲ့ကြပေမဲ့အခုချိန်ထိမမှုပေးသူအများအပြားရှိနေသေးပါတယ်။